တရုတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာဖြီရင်းဆောက်လုပ်ရေးကဏ္ဍကိုအရှိန်ဟုန်နဲ့ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီးအဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေနဲ့အတူကမ္ဘာစံနေတဲ့တစ်ခုကိုချုပ်ဖြတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် ရုတ်နိုင်ငံအကွေကျုံးပြည်နယ်မှာရှိတဲ့အမြင့်629မီတာရှိဟွာချန်ဂရန်ကင်ညိုတရာပြည်နယ်တစ်ခုထဲမှာရှိတဲ့ရခိုင်ကမ္ဘာမြင့်ဆုံးတရာဘေးဖန်ချင်းတရာရဲ့965မီတာအမြင့်ဆန်ရည်ကိုချိုးဖြတ်ပြီးပထမနေရာကိုရယူခဲ့တာပဲဖြစ်ပါတယ်။2022ခုနှစ်ဇန်နဝါရီလ18ရက်နေ့ကစတင်တိစောက်ခဲ့တဲ့ဒီတရာဟာတိစောက်ချိန်အပြည့်3နှစ်ထိကြာမြင့်ခဲ့တာဖြစ်ပြီးယခုနှစ်စက်တင်ဘာ28ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမြင့်625မီတာမြင်ပြီးတန်ချိန်1400ချိန်ရှိတဲ့ဒီတရားအဆိုရင်အခြေအားဖြင့်1420မီတာခန့်ရှည်လျားတာဖြစ်ပြီးရှန်ဂရီလာအဝေးပြင်းလမ်းဝန်းနဲ့ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ဒီဟော်ချန်ဂရန်ကင်ညိုတရားကြီးကို Guangzhou Transportation Investment Group Company Limited မှ Developer အနေနဲ့တာဝန်ယူခဲ့တာဖြစ်ပြီး တိစောက်ရေးပိုင်းကိုတော့အတွေ့အကြုံရေးပြည်တွင်းကွန်ထရိုက်တာကုမ္ပဏီတစ်ခုဖြစ်တဲ့ China Railway High Tech Industry မှတိစောက်ခဲ့တာပဲဖြစ်ပါတယ်။ဒီတရားကြီးဟာတာဝန်နှစ်ခုနဲ့တိစောက်ထားတဲ့ Suspension Brake အမျိုးအစားဖြစ်ပြီးတရားတစ်ခုလုံးကိုတန်ချိန်135တန်ချိန်အလေးချိန်ရှိတဲ့တမနီအစိပ်ပိုင်းပေါင်း63ပိုင်းဖြည့်ဆည်းတိစောက်ထားတာပဲဖြစ်ပါတယ်။ ။ဒရာကြီးကအနက်625မီတာရှိတဲ့ကွေကျုံးတောင်ကြားကြောက်ကြီးကိုဖြတ်ပြီးပြင်းထန်တဲ့လေပြင်းတိုက်ခိုက်မှုဒဏ်ကိုအန်ဒူကအစိမ့်မြင့်အင်ဂျင်နီယာနီးပညာများနဲ့စနစ်တကျတိစောက်ထားတာပဲဖြစ်ပါတယ်။ဒီဒရာကြီးဟာတရုတ်ကြည်အထူးခိုင်နဲ့အန်လုံခိုင်တို့ကိုချိတ်ဆက်ပေးထားတာဖြစ်ကရခိုင်ကနှစ်နာရီကြာသွားရတဲ့ခီကို10မိနစ်အတွင်းရောက်ရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ဒရာကြီးရဲ့ကုန်ကျစရိတ်အနေနဲ့စုစုပေါင်းကန်ဒေါ်လာ380ကျပ်ကုန်ကျခဲ့တာဖြစ်ပြီးဒီပမာဏဟာ တရုတ်ပြည်နယ်ရှိစက်တမမြောက်ကုန်ကြစည်အအများဆုံးတရားဖြစ်စီးရင်ဝင်စီခဲ့တာပဲဖြစ်ပါတယ်။ဒီခွာကျန်း Grand Canyon တရားဟာတရုတ်နိုင်ငံဆောက်လို့ရေးလောကအတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ခဲ့တယ်လို့ဒီတရားကြီးပြိမှတ်မှုဟာလည်းတရုတ်ပြည်သူတစ်ရပ်လုံးအတွက်ဂုဏ်ယူဝေးရဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။